ဆယ်စုနှစ်များစွာကြာအောင်အစ္စရေးနဲ့အီရန်တို့ဟာသင်္ဘင်းတမန်အရေးစစ်ပွဲမှာပိတ်မိနေခဲ့ပါတယ်။အခုတော့အစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုတွေဟာကျယ်ပြန့်လာနေပါပြီ။ဒီနေ့ညမှာအစ္စရေးရဲ့အိုင်ယွန်ဒုံကာကွယ်ရေးစနစ်ဟာအီရန်ဘက်ကနေလာတဲ့တိုက်ခိုက်မှုလှိုင်းအသစ်ကိုကြားဖြတ်ဖျက်ဆီးခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ရဲ့စစ်ပွဲဟာတချိန်ကမော့ဆက်ရဲ့လျှို့ဝှက်စစ်ဆင်ရေးတွေနဲ့အစ္စရေးလက်ထက်ရဲ့တိုက်ခိုက်မှုတွေနဲ့အတူလူမသိသူမသိကွယ်ဝှက်နေခဲ့ပေမဲ့အခုတော့ပုံမပွင့်လင်းလာပါပြီ။အစ္စရေးဟာအီရန်ကိုပြည်ရင်းကနေဝင်ရောက်လှိုက်စားပြီးတော့ အီရန်အစိုးရတော်မသိလိုက်ပဲနလန်မထူနိုင်အောင်ဖျက်ဆီးခဲ့ပါတယ်။မော့ဆက်ဟာအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကိုအီရန်နိုင်ငံထဲကိုပြောင်းရွှေ့စေခဲ့ပြီးကိုပိုင်လက်နက်စနစ်တွေထည့်သွင်းတပ်ဆင်ခဲ့တဲ့အပြင်မြို့တော်တီဟီရန်အနီးမှာဒရုန်းတိုက်ခိုက်ရေးစခန်းတစ်ခုလုံးဝအောင်တည်ဆောက်ခဲ့ပါတယ်။ဒါအပြင်မော့ဆက်ဟာအီရန်ရဲ့ထိပ်တန်းစစ်ဘက်ခေါင်းဆောင်ချုပ်ကိုပြစ်မှတ်ထားတပ်ဖြတ်ဖို့အတွက် မော့ဆက်စ်ပိုင်တွေကိုပိုင်ဖန်တီးထားတဲ့အစည်းအဝေးတစ်ခုမှရောက်ရှိနေအောင်လှည့်စားခဲ့ပါတယ်။လုံးဝကို Mission Impossible ဆန်ဆန်လုပ်သွားခဲ့တာပါ။ဒီစီဇန်တွေအားလုံးကို၈လကြာစီစဉ်ခဲ့တာပါ။မော့ဆက်ဟာခစ်သစ်စစ်ပွဲသမိုင်းမှာအရှုပ်ထွေးဆုံးဖြတ်စည်းရေးစစ်ဆင်ရေးတွေကတခုခုလှုပ်ဆောင်ရမှာအီရန်တွေထက်အစပေါင်းများစွာတာလုံနေတာကိုတွေ့ရပါတယ်။လက်ရှိတိုက်ခိုက်မှုတွေကြောင်းမပြောခင်ဒါဟာ Israel Mossad ရဲ့ပထမဆုံးဖြတ်စည်းရေးစစ်ဆင်ရေးမဟုတ်ဘူးဆိုတာကိုနားလည်ထားဖို့လိုပါတယ်။ Mossad ဟာ Iran မှာဖြတ်စည်းရေးစစ်ဆင်ရေးတွေလှုပ်ဆောင်ခဲ့တဲ့တမိုင်းကြောင်းရှိကြပါတယ်။၂၀၁၈ခုနှစ်မှာ Mossad agent တွေဟာ အီရန်ရဲ့နျူကလ ியார் မှတ်တမ်းတွေကိုခိုးယူဖို့ကြိုးစားခဲ့ပြီးသူ့ရဲ့နျူကလ ியார் စီစဉ်ကိုကဘာကသိအောင်ဖော်ထုတ်ခဲ့ပါတယ်။2020ပြည့်နှစ်ဇူလိုင်လမှာအီရန်ရဲ့နာတန်စ်နျူကလ ியார் စခန်းထဲမှာပေါက်ကွဲပစ္စည်းတွေထားရှိခဲ့ရကနေကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။တနှစ်မပြည့်မီ2021ခုနှစ်ဧပြီလမှာပဲမော့ဆက်ကနောက်ထပ်ပေါက်ကွဲပစ္စည်းတစ်ခုထားခဲ့ရကနေနာတန်စ်မှာလျှက်စစ်မီအလုံးစုံပြတ်တောက်မှုဖြစ်ခဲ့ပါတယ်။လာအနိုင်ငယ်ကြပြီ2021ခုနှစ်ဇွန်လမှာ ယူရိုနီယံကျွဲဝါရေးအတွက်အစိပ်ပိုင်းတွေထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုပြစ်မှတ်ထားပြီးဖျက်ဆီးပစ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာမော့ဆက်အေဂျင့်တွေဟာအီရန်တွင်းကနေဒရုန်းတစ်စင်းကိုမှောင်ခိုသွင်းပြီးပြစ်မှတ်ကိုတိုက်ခိုက်ခဲ့ပါတယ်2020ပြည့်နှစ်နိုဝင်ဘာလမှာအီရန်ရဲ့ထိပ်တန်းနျူကလ িয়ার သိပ်ပံပညာရှင်မိုဆင်ဖာခရီဇာတွေကိုလုတ်ကြံတပ်ဖြတ်ခဲ့ပါတယ်မော့ဆက်ဟာ AI စွမ်းရည်သုံးအဝေးထိန်ဆက်တဲ့ကိုစွန့်ပစ်ထားတဲ့ကားတစ်စီးထဲမှာထည့်သွင်းပြီးတော့ပြစ်ခတ်လုတ်ကြံခဲ့တာပါ2024ခုနှစ်စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ပိတ်ကြားတိုက်ခိုက်မှုကိုလည်းမမေ့သင့်ပါဘူးဒီတိုက်ခိုက်မှုဟာအီရန်ကိုယ်တိုင်ကိုထိမှန်ခဲ့တာမဟုတ်ပေမဲ့ အီရန်ဒေါ်လာရဲ့အဆောင်တန် IRGC ရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ Hezbollah ကိုပိတ်မှတ်ထားခဲ့ပြီးလက်ဘနွန်ဆိုင်ရာအီရန်တန်မတ်လည်းဒီတိုက်ခိုက်မှုမှာသေဆုံးခဲ့ပါတယ်။လက်ကင်ပေဂျာနဲ့ Walkie Talkie ထောင်ပေါင်းများစွာတပြိုင်တည်းပေါက်ကွဲခဲ့ပြီးစုစုပေါင်းလူ42ဦးသေဆုံးက3500ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ Hezbollah ဟာ Mossad ရဲ့ Shell Company တစ်ခုစီကနေပေဂျာအစ်စ်တွေဝယ်ယူခဲ့ပြီး Mossad ဟာအဲ့ဒီပေဂျာတွေထဲမှာပေါက်ကွဲပစ္စည်းတွေထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။တော်တော်လေးကိုစိတ်ဝင်စားစရာပါပဲ။ဝင်ကြီးချုပ်နေတန်ညာဟုဟာမော့ဆက်နဲ့တူအလွန်ကိုအန်ဒီယေများပြီး သေစေနိုင်တဲ့ထောက်လန်းရေးစွမ်းရည်တွေကိုပိုင်ဆိုင်ထားပြီး2024ခုနှစ်နိုဝင်ဘာလမှာအီရန်ကိုအကြီးစားတိုက်ခိုက်ဖို့စီမံကိန်းစတင်ခဲ့ပါတယ်။အီရန်လိုလားတဲ့ Hamas, Hezbollah နဲ့ Houthi ဖွဲ့တွေဟာဂါဇာစစ်ပွဲပြင်းထန်လာကြတဲ့ကအစ္စရေးကိုအပြင်းထန်တိုက်ခိုက်နေတာကြောင့်အီရန်နဲ့အစ္စရေးဟာအတန်တိတ်စစ်ပွဲမှာပိတ်မိနေခဲ့တာကြာပါပြီ။2024ခုနှစ်ဧပြီလမှာအီရန်နဲ့အစ္စရေးကြားအခြေအနေတွေအရန်တင်းမာခဲ့တာကြောင့်တုံ့ပြန်တိုက်ခိုက်မှုတွေအပြန်အလှန်လုပ်ခဲ့ပါတယ်။အော်တိုဘာလမှာလည်းထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေမှာအစ္စရေးဟာသူ့ရဲ့မော့ဆက်အဖွဲ့တွေကို အီရန်တဲကပြစ်မှတ်တွေရဲ့ထောင်လိုင်းရေးအချက်လက်တွေရယူဖို့အသုံးပြုခဲ့ပြီးအီရန်ရဲ့တိုက်ခိုက်မှုတွေနဲ့မတူပဲအစ္စရေးရဲ့ထိုးစစ်တွေကအမကန်းထိရောက်ခဲ့ပါတယ်။အေဘရတိုက်ခိုက်မှုမှာအီရန်ရဲ့ S300 လေကြောင်းကာဝေးရေးစနစ်တစ်ခုဖျက်ဆီးခံရပြီးအော်တိုဘာတိုက်ခိုက်မှုမှာ၃ခုထပ်မံပျက်စီးခဲ့ပါတယ်။ဒါကြောင့်ရုရှားကထောက်ပံ့ထားတဲ့အီရန်ရဲ့ S300 စနစ်အလုံးပျက်စီးခဲ့ပြီးလေကြောင်းကာဝေးရေးရေဒါများသာလည်းဖျက်ဆီးခံခဲ့ရတာကြောင့်အစ္စရေးတိုက်လေယာဉ်တွေအတွက်ပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါ့ပြင်မော့ဆက်မှာပိုကောင်းတဲ့အစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ပေါ်ကကြီးမားတဲ့ဖျက်ဆီးရေးစစ်ဆင်ရေးကိုပေါင်းဆက်လိုက်ရင်လေကြောင်းတိုက်ခိုက်မှုကိုပုံမပြင်းထန်စေမှာဖြစ်ပြီးအီရန်ရဲ့ကာဝယ်ရေးတွေကျဆင်းနေချိန်မှာအစ္စရေးတိုက်လေရင်တွေတီဟီရန်ပေါ်တိုက်ရိုက်ပြန်တန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မော့ဆက်ဟာအလုတ်စတင်ခဲ့ပါတယ်။မော့ဆက်ရဲ့မကြသေးမီကပြင်ဆင်မှုတွေတဲကတခုကတော့ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကိုအီရန်နယ်စပ်ဖြတ်ကျော်ပြီးရွှေ့ပြောင်းစေခဲ့ခြင်းပါပဲ။အစ္စရေးရဲ့နံပါတ်1ရန်သူနိုင်ငံတွေကိုသူတို့ရဲ့အကောင်းဆုံးစစ်သားတွေကိုရွှေ့ပြောင်းတာဟာ တရုတ်ကသူ့ရဲ့စစ်သားတွေကိုအမေရိကန်နဲ့ရွှေ့တာနဲ့တူပါတယ်ဘလို့လှုပ်ဆောင်ရတဲ့ဆိုတာအတိအကျမသိရပေမဲ့နိုင်ငံခြားနိုင်ငံကူးလက်မှတ်အတုတွေနဲ့တခြားနိုင်ငံဥပမာအီရတ်ကနေဖြတ်ကျော်ဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အီရတ်တူရကီအာမေးနီးယားအဇာဘိုင်ဂျန်တာကမန်နစ္စတန်အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့နဲ့နယ်နိမိတ်9000မိုင်ကျော်ရှိတဲ့နယ်စပ်တစ်လျှောက်ကနေဝင်ရောက်တာဖြစ်နိုင်ပါတယ်မော့ဆက်ဟာဒီလမ်းကြောင်းတွေကတခုခုကိုအသုံးပြုပြီး ဒုံးကျည်တွေနဲ့ဒရုန်းတွေကိုအီရန်ထဲမှောင်ခိုသွင်းခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပြင်ဆင်မှုအချို့ကတော့အီရန်တွင်းမှာဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။မော့ဆက်ဟာနှစ်ပေါင်းများစွာကြာအီရန်တွင်းမှာဆက်သွယ်မှုတွေနဲ့ရင်းမြစ်များစွာရှိတဲ့ထောက်လန်းရေးကွန်ရက်တစ်ခုလုံးကိုတိစောက်ထားတယ်လို့ဆိုပါတယ်။စစ်စင်ရေးတွေလှုပ်ဆောင်တဲ့ထောက်လန်းရေးတွေအကုန်လုံးဟာအစ္စရေးနိုင်ငံသားတွေမဟုတ်ပါဘူး။မော့ဆက်ဟာအီရန်ဆိုရကိုစန့်ကျင်တဲ့အီရန်လူမျိုးတွေကိုခေါ်ယူပြီးစစ်စင်ရေးတွေမှာပါဝင်ဖို့လေ့ကျင့်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်။အစ္စရေးမှာအီရန်တွင်းမှာ safe house တွေရှိပြီးအဲ့ဒီလူတွေပုံအောင်ပြီး မစ်ရှင်တွေအတွက်ပြင်ဆင်နိုင်တယ်ဆိုတဲ့ကောလာဟာလာတွေလည်းရှိပါတယ်။ဒီနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့အစ္စရေးကသူတို့ဘလို့ပြင်ဆင်ခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့ခြင်းပါပဲ။ဒီဗီဒီယိုမှာ Mossad agent တွေဟာအီရန်နိုင်ငံတွင်းကလွင်ပြင်တစ်ခုမှာ drone တိုက်ခိုက်မှုတွေဒါမှမဟုတ်တခြားလက်နက်စနစ်တွေဘလို့တက်ဆင်နေတယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ဒါဟာအလွန်ရဲရင်တဲ့လုပ်ရဖြစ်ပြီးဖမ်းမိရင်သူတို့တွေတခါတည်းလူမသိသူမသိအဆုံးသတ်သွားမှာပါ။ဒါဟာတိုက်ခိုက်မှုမဖြစ်ပွားခင်ရက်သက်တပတ်တွေဒါမှမဟုတ်ရက်သက်တပတ်တွေကြိုတင်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်နိုင်ပြီး မော့ဆက်ဟာဒီလိုလုပ်ငန်းစဉ်တွေကိုနိုင်ငံတော်မှာလှုပ်ဆောင်ခဲ့ပါတယ်။စစ်စင်ရေးမှာအဓိကအစိပ်ပိုင်း၃ခုရှိတယ်လို့သတင်းတွေကဖော်ပြပါတယ်။ပထမတစ်ခုကတော့တီဟီရန်ဤက Overcarpet စစ်စခန်းအနီးမှာရှိတဲ့ drone ဝင်ပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့လက်နက်တွေတက်ဆင်ထားတဲ့ယာဉ်တွေဖြစ်ပြီး drone တွေဒါမှမဟုတ်ဒုံးကျည်တွေဖြစ်နိုင်ပါတယ်။ယူကရိန်းကရုရှားယာဉ်နဲ့ချက်ဆက်ယုံတွေနဲ့စစ်ရေးပစ်မှတ်တွေကိုရင်ပေါ်တင် drone တွေနဲ့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာကိုသူတို့ကူးယူခဲ့တာဖြစ်နိုင်ပါတယ်။ဒီတိုက်ခိုက်မှုအကြောင်းအသေးစိတ်သိကျင်နေဆိုရင်ကျွန်တော်တို့ရဲ့ channel လေးထဲမှာတင်ပေးထားပါရခင်ဗျာတတရားစိတ်ပိုင်းကတော့အီရန်လေကြောင်းကာဝယ်ရေးတွေအနီးမှာ နိုင်ငံတော်ဝန်ဖြန့်ကျက်ထားတဲ့သေးငယ်တဲ့ပယ်ထိန်လက်နက်တွေဖြစ်ပါတယ်။ဒါပေမဲ့ Israel ရဲ့ဖျက်ဆီးရေးလုပ်ငန်းတွေဟာဒါတွေထက်အများကြီးပိုပါတယ်။ Mossad ဟာအန်ဒီယရှိတဲ့တရှိုကွန်ရက်ကိုလည်းတိစောက်ထားပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းမှာ Iran ရဲ့ထိပ်တန်းနျူကလ িয়ার သိပ်ပံပညာရှင်တွေနဲ့စစ်ဘက်ရာရှိတွေကိုစောင့်ကြည့်ထောက်လှမ်းခဲ့ပါတယ်။ဒီထောက်လှမ်းရေးချက်လက်တွေနဲ့သူတို့ဘယ်ချိန်ဘယ်နေရာတိုက်ခန်းဆောက်အုံရဲ့ဘယ်အခန်းမှာရှိတယ်ဆိုတာကိုအတိအကျသိရှိနိုင်ခဲ့ပါတယ်။ Israel ဟာ Iran လက်တက်ရဲ့ထိပ်တန်းကောင်းဆောင်တွေကိုအစည်းအဝေးတစ်ခုလုပ်ဖို့လှည့်စားခဲ့ပြီးဒါကြောင့်လည်းတညာရင်းနဲ့အကုန်လုံးအဆပြောက်သွားအောင် တိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်။ဒါပေမဲ့အကြီးမားဆုံးလှည့်သားမှုကတော့အီရန်ကိုယ်တိုင်မှာတောင်ဖြစ်ခဲ့တာမဟုတ်ပါဘူး။သတင်းတွေအရရက်တပတ်များစွာကြာအောင်အမေရိကန်ဟာအစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေပြီးတော့အမေရိကန်ရဲ့ခွင့်ပြုချက်မရဘဲအစ္စရေးကိုတိုက်ခိုက်စေခြင်းမရှိဘူးလို့ဖော်ပြခဲ့ပါတယ်။တမရာထရန်ကိုယ်တိုင်ကအီရန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေဆက်လုပ်ချင်တာကြောင့်အစ္စရေးရဲ့တိုက်ခိုက်မှုကိုစန့်ကျင်ကြောင်းအကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုမဖြစ်ခင်တနင်္လာနေ့မှာဝင်ကြီးချုပ်နေတန်ညာဟုက ထရန့်ကတိုက်ခိုက်မှုအစီအစဉ်တွေကိုရပ်တန့်ဖို့ကြိုးစားခဲ့တယ်လို့သတင်းတောက်တွေကိုခဏတာပြောခဲ့ပါတယ်။ဒါပေမဲ့ဒီအခြေအနေတစ်ခုလုံးဟာတကယ်တော့စိတ်ပိုင်းဆိုင်ရာလှည့်ကွက်တစ်ခုဖြစ်နေမလားဆိုတဲ့မေးခွန်းနဲ့တူအစ္စရေးကတိုက်ခိုက်မှာမဟုတ်ဘူးလို့အီရန်ကထင်သွောင်းအောင်လုပ်ပြီးအီရန်ဘက်ကပြင်ဆင်မှုတွေဘာတစ်ခုမှမလုပ်နိုင်မဲနေအောင်လှည့်စားခဲ့တာမျိုးလား။အစ္စရေးစစ်ဘက်ရာရှိတွေရဲ့ရည်ရွယ်ချက်ကတော့တိုက်ခိုက်မှုဟာမကြမီဖြစ်တော့မှာမဟုတ်ဘူးလို့အီရန်ကိုယုံကြည်စေဖို့ဒါကြောင့်အီရန်ရာရှိတွေဘေးကင်းရာကိုရွှေ့ပြောင်းမှာမဟုတ်ဘူးဆိုတာသိကြအောင်လုပ်ခဲ့တာဖြစ်ပါတယ်။တမရာထရန့်ကိုယ်တိုင်ကလည်း တိုက်ခိုက်မှုဖြစ်လာမယ်ဆိုတာသူသိတယ်လို့ပြောခဲ့ပြီးဆွေးနွေးပွဲတွေအကြောင်းပို့စတင်ရမှာအီရန်တွေမှာရက်60သာရှိပြီးအခုဆိုရင်61ရက်မြောက်နေ့ကိုရောက်နေပြီလို့ဆိုခဲ့ပါတယ်တနည်းအားဖြင့်အမေရိကန်ဟာဒီဆွေးနွေးပွဲတွေပေါ်မျှော်လင့်ချက်လက်လျှော့လိုက်ပြီဆိုတဲ့အထိပ္ပာယ်ပါပဲဒါဟာတကယ်ကိုမတင်ငါပွဲကောင်းပြီးအမေရိကန်ကဒီတိုက်ခိုက်မှုကိုကန့်ကွက်မှုလုံးဝမရှိခဲ့ဘူးဆိုတာဖော်ပြနေပါတယ်ဒါဟာခေတ်သစ်စပွဲသမိုင်းမှာအကြီးအကျယ်ဆုံးဖြတ်စည်းချိန်မုန်တဲ့စစ်စင်ရေးတွေကတခုလို့ပြောရမှာပါပဲ။မကြသေးမီကရက်သပတ်တွေအတွင်းမှာ ဝင်ကြီးချုပ်နေတညာဟုပေါ်အီရန်ကိုတကယ်တိုက်ခိုက်ဖို့ဖိအားတွေတိုးလာနေခဲ့ပါတယ်။အီရန်ဟာသူ့ရဲ့ဒုံးကျည်လက်နက်တိုက်ကိုလှိမ့်မြန်စွာတိစောက်နေခဲ့ပြီးနျူကလ িয়ার ဘုံးပြုတ်လို့ဖို့လဲပုံမနှီးဆက်လာခဲ့ပါတယ်။ American Low Banker Buster ဘုံးတွေလက်လန်းမမီနိုင်တဲ့မြေအောက် Uranium ထုတ်လုပ်တန့်တင်တဲ့ဆက်ယုံအစ်တစ်ခုကိုဖွင့်လွှတ်တော့မှာဖြစ်ပါတယ်။ဒီဒေါ်တွင်းမှာနျူကလ িয়ার ဆွေးနွေးပွဲတွေဟာလည်းမအောင်မြင်ခဲ့ပါဘူး။ဒါဟာနှစ်ဖက်စလုံးအတွက်ချိန်ချောက်မှုကြီးနှစ်ခုပါပဲ။ပထမတစ်ခုကတော့အီရန်ဟာသူတို့ရဲ့တန့်တင်ပြီးသား Uranium တွေကိုနျူကလ িয়ার ဘုံးဖြစ်အ мян ဆုံးပေါ်ဆောင်ပြီး ကျွန်တော်တို့ကိုဖျက်ဆီးဖို့ရည်ရွယ်ချက်ရှိရှိစူးစမ်းနေတာပါဒုတိယတစ်ခုကတော့သူတို့ရဲ့ပယ်ထိန်တုံးကြီးလက်နက်တွေကိုတိုးမြှင့်နေတာဖြစ်ပြီး၃နှစ်တွင်လက်နက်အသစ်3600ခု6နှစ်တွင်2000အထိပိုင်ဆိုင်ဖို့စီစဉ်နေတာပါဒီတုံးကြီးတွေတစ်ခုချင်းစီက match 9အတန်ထက်6ဆမြန်နဲ့အမြန်နှုံးနဲ့မြို့ရီစီကိုဥတီလာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးကိုဘယ်နိုင်ငံကမှရင်ဆိုင်နိုင်မှာမဟုတ်ပါဘူးအစ္စရေးလောက်သိနေတဲ့နိုင်ငံတနိုင်ငံဆိုပို့တော်မဖြစ်နိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့လှုပ်ဆောင်ခဲ့ရပါတယ်နောက်ဆုံးအချိန်ရောက်မှာကျွန်တော်တို့ ိုကိုကိုကဲတင်မှုလှုပ်ဆောင်ခဲ့ရတာပါဒါအပြင်ကျွန်တော်တို့ကိုကိုကိုကာဝေးယုံတာမကပဲဒီနျူကလ িয়ার လက်နက်တွေကိုဟူတီနဲ့တခြားအဖွဲ့တွေကိုပေးဖို့ရည်ရွယ်ထားတဲ့ဒီအန်ဒီရရှိတဲ့အစိုးရစီကနေကဘာကြီးကိုကာဝယ်ဖို့လည်းဖြစ်ပါတယ်လို့နေတန်ညာဟုကပြောကြားခဲ့ပါတယ်။ဒါကြောင့်ဇွန်လ23ရက်တောက်ကြနေအစောပိုင်းမှာအစ္စရေးဟာ Rising Lion စစ်စင်ရေးကိုစတင်ခဲ့ပြီးမော့ဆက်ဟာလည်းအသင့်ပြင်ဆင်ထားခဲ့ပါတယ်။တိုက်လေယာဉ်တွေဟာအစ္စရေးလေတပ်အခြေစိုက်စခန်းတွေကနေအီရန်စီကိုထွက်ခွာနေချိန်မှာပဲအီရန်တွင်းမှာရှိတဲ့လက်နက်တွေဟာကုတ်ဝတ်ထားတဲ့ဂျိုးတုလမ်းကြောင်းတွေကနေ အဝေးထိန်းစနစ်နဲ့စတင်ပြစ်ခတ်ခဲ့ပါတယ်။ဒါကြောင့်တိကျတဲ့ညှိနှိုင်းထားတဲ့တိုက်ခိုက်မှုတစ်ခုအဖြစ်တပြိုင်တည်းစတင်နိုင်ခဲ့ပါတယ်။ Ashfra Carbat လေတက်ခြေဆိုင်စခန်းအနီးကဒရုန်းတွေဟာအီရန်ရဲ့မျက်နှာပြင်လေကြောင်းဒုံးကျည်စနစ်တွေကိုပိတ်မှတ်ထားခဲ့ပြီးအဲ့ဒီထဲမှာတာဝေးပစ်ဒုံးကျည်တွေလည်းပါဝင်ပါတယ်။ရည်ရွယ်ချက်ကတော့အီရန်ရဲ့အကောင်းဆုံးဒုံးကျည်ပိတ်လွတ်ဆက်အချို့ကိုဖျက်ဆီးခြင်းဖြစ်တုံ့ပြန်တိုက်ခိုက်နိုင်ငံကိုဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။ရင်းတွေပေါ်မှာတက်ဆင်ထားတဲ့ နိုင်ငံတော်ဝန်ပြန့်နှံ့နေတဲ့တိုက်ခိုက်ရေးစနစ်တွေကလည်းသူတို့ရဲ့အလုပ်ကိုကောင်းကောင်းလုပ်ခဲ့ပါတယ်။ဒါရီဟာအီရန်ရဲ့ကာကွယ်ရေးစနစ်တွေနဲ့ထိုးစစ်စနစ်တွေထိခိုက်ဖျက်ဆီးစေခဲ့တယ်လို့ယူဆရပါတယ်။ဗီဒီယိုချို့မှာ Israel drone တွေဟာအီရန်ဒုံးကျည်ပစ်လွတ်ဆက်တွေကိုဖိပြေးချင်းချင်းကပ်ပြီးဗီဒီယိုဂိမ်းတစ်ခုလိုတိကျသောပစ်မှတ်တွေကိုရွေးချယ်ဖျက်ဆီးပစ်လိုက်တာကိုမြင်တွေ့နိုင်ပါတယ်။ဒါပေမဲ့ဒါကတကယ့်အဖြစ်ပြက်ပါ။ဒါကြောင့် Israel ဟာသူ့ရဲ့တိုက်လေယာဉ်200ကိုဆေလွှတ်နိုင်ခဲ့တာပါ။လေကြောင်းကာကွယ်ရေးမရှိဘဲအီရန်ကဘာဖြစ်လာလဲဆိုတာကိုရက်ကြည့်နေုံသာတတ်နိုင်ခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်တွေကိုပစ်မှတ်ထားတဲ့ဒီစစ်စင်ရေးဟာ တိုက်ခိုက်မှုရဲ့အဓိကအပိုင်းမဟုတ်ခဲ့ပါဘူးနိုင်ငံတွင်းကအရေးကြီးဆုံးပုဂ္ဂိုလ်ချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလည်းဖြစ်ပွားခဲ့တာပါမနက်ပိုင်းရဲ့ပထမလှိုင်းမှာအစ္စရေးလက်ထက်ဟာ15မိနစ်တွင်ပြစ်မှတ်20ကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်အဲဒီပြစ်မှတ်တွေကတခုကတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့အစည်းအဝေးလုပ်တဲ့နေရာဖြစ်ပြီးကျန်တဲ့နေရာတွေကတော့သူတို့လာပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ပုံကိုယ်ရည်ရဲ့တိုက်ခန်းတွေနဲ့ရုံးခန်းတွေဖြစ်ပါတယ်။တီဟီရန်နောက်ပြပိုင်းကပျက်စီးသွားတဲ့တိုက်ခန်းအဆောက်အုံပုံစံမျိုးစုံကိုမြင်တွေ့နိုင်ပြီးမြို့တော်ရဲ့နောက်ဘက်မှာလည်းဒီလိုပုံစံအဆောက်အုံများပါရှိပါတယ်။ဒါဟာအစ္စရေးအနေနဲ့ သူတို့ပြစ်မှတ်ထားတဲ့ပုံကိုယ်တူနေထိုင်ရာအတိအကျအခန်းကိုဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာကိုပြသနေပါတယ်အဓိကချက်ကတော့ဒါဟာအစ္စရေးလေတပ်ရဲ့အလုံးသက်သက်မဟုတ်ပဲမော့ဆက်နဲ့အီရန်တွင်းကတချို့ရဲ့အတိအကျနေရာချထားမှုကြောင့်လည်းဖြစ်ပါတယ်ရာလက်နေနဲ့ထိတ်တန့်စစ်ဘက်ကောင်းဆောင်20ကျော်တေဆုံးခဲ့တဲ့အပြင်နျူကလ িয়ার သိပ္ပံပညာရှင်6ဦးလည်းတေဆုံးခဲ့ပါတယ်ဒီမော့ဆက်စစ်စင်ရေးဟာခင့်မိဆုံးနဲ့ထိရောက်တဲ့စစ်စင်ရေးတွေကတခုအဖြစ်တမိုင်းတွင်ကြံရစ်မှာပါရန်သူနယ်မြေတွင်းမှာအထူးလက်နက်အကြီးစားတွေကိုစတင်အသုံးပြုနိုင်ခဲ့ပြီး အီရန်နိုင်ငံသားဓာစင်ပေါင်းများပါကိုတစ်ချိန်တည်းမှာလုံခြံတပ်ဖြတ်နိုင်ခဲ့ပါတယ်။ဒါဟာဘလောက်ထိထိရောက်ခဲ့လဲဆိုတာလဲသတိရနိုင်မှာပါ။လေတဲစစ်ဆင်ရေးတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါအီရန်ရဲ့နျူကလ িয়ার နဲ့ပယ်ထိန်တုံးကြီးစွမ်းရည်တွေကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။နျူကလ িয়ার သိပ္ပံပညာရှင်တွေအီရန်စစ်တပ်ရဲ့ထိတ်တန့်အရာရှိတွေသူ့ရဲ့နျူကလ িয়ার စခန်းတွေအဓိကကြားတဲ့တုံးကြီးစွမ်းရည်တွေအားလုံးကိုတစ်ချိန်တည်းမှာပြစ်မှတ်ထားခဲ့တာပါ။ဒါဟာအီရန်ဆိုရရဲ့အဆုံးသက်ရဲ့အစဖြစ်နိုင်တယ်လို့ အရှိလေပိုင်းမှာစစ်ပွဲအသစ်တစ်ခုရဲ့အစလည်းဖြစ်နိုင်ပါတယ်။ဒေတာရင်းမှာတပ်ဖွဲ့တွေအများပြားချထားတဲ့အမေရိကန်လိုတခြားနိုင်ငံတွေလည်းပါဝင်လာနိုင်ပါတယ်။ဒါပေမဲ့စစ်ပွဲဖြစ်လာခဲ့ရင်တော့အီရန်တကယ်ပဲစိုးရိမ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အစ္စရေးကနောက်ရက်တွေမှာဖြတ်စည်းရေးလုပ်ငန်းတွေပိုပြီးပြင်ဆင်ထားနိုင်တာဖြစ်နိုင်ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့တဲ့ Mossad agent တွေဟာနိုင်ငံထဲမှာတနေရရာမှာရှိနေစေဖြစ်နိုင်လို့ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။